အီရန်နိုင်ငံရဲ့အမြင့်ဆုံးကောင်းဆောင်ကြီးဖြစ်တဲ့ရာတိုလာလီခါမီနီကတော့ထရန့်ကိုရာဇသံပေးလိုက်ပါလေတီဟီရန်နဲ့ဝါရှင်တန်ကြားကာလာရှိလက်ခဲတဲတဲ့ချင်းတွေကတော့ပိုဆိုးသွားပြီဖြစ်ပါလေဝါရှင်တန်ဘက်ကအစ္စရေးကိုထောက်ခံအားပေးတာကရင်စွန့်လွတ်ဖို့ရှေ့လက်ပိုင်းမှာ၎င်းတို့ရဲ့တပ်ဖွဲ့တွေပြန်အောင်သိမ်းခြင်းနဲ့ဒေတာလွင့်ရေးကိစ္စမှာဝင်ရောက်စစ်ဖက်မှုမှန်သမျှရပ်ဆိုင်းခြင်းတို့မလုပ်သေး၍ကာလာပတ်လုံးအီရန်နဲ့အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မှာမဟုတ်ကြောင်းခါမီနီကကြေညာပါတယ် မှတ်ချက်တောင်းခံဖို့ new wave တရဌာနကအမေရိကန်နိုင်ငံဂျာယင်ဝန်ကြီးဌာနကိုဆက်သွယ်ပေးမယ်ဘာမှအကြောင်းပြန်ခြင်းမရှိသေးဘူးလို့ဆိုပါတယ်ကမ္ဘာနီအမှတ်ချက်ကကမ္ဘာလုံးဆိုင်ရာအကျိုးဆက်နဲ့အတူထက်တလဲလဲထွက်ပေါက်မရှိတဲ့အခြေအနေတရက်ကိုမိပေါင်းထိုးပြနေပါတယ်မတည်ငြိမ်တဲ့ဒေသမှာအမေရိကန်နဲ့အီရန်ဟာအဓိကသက်ဆိုင်သူနိုင်ငံတွေဖြစ်ပြီးသူတို့ကြားလိတ်ခဲတဲ့လက်အခြေအနေက ရေနံဈေးကွက်တွေဒေသလုံးကျုံနဲ့ရှေ့လက်ပိုင်းပါဝါဟန်ချက်တွေပေါ်တက်ရောက်မှု ရှိနေပါတယ် အီရန်ပြစ်မှတ်တွေပေါ်အစ္စရေးဇွန်လတက်ခတ်မှုနဲ့အရေးပါတဲ့နျူကလ িয়ার စိုက်တွေပေါ်အမေရိကန်ရဲ့တက်ခတ်မှုပါဝင်မကြာခင်ကစီးရေးထိရက်တွေ့မှုတွေကတင်းမာမှုကိုပိုဆိုးစေပါတယ်။ဒီပလိုမေစီရကြိုးပမ်းမှုတွေလည်းထက်တလဲလဲမအောင်မမြင်ဖြစ်ခဲ့ပြီးအရှိန်မြင့်တက်မှုတိုင်းကအစ္စရေးအမေရိကန်တပ်ဖွဲ့တွေနဲ့ဒေသတွင်းမဟာမိတ်တွေပါဝင်တဲ့ကြေပြန့်တဲ့ပဋိပက္ခကိုအစာပြိုးနေတာပဲဖြစ်ပါလိမ့်။ဒါအပြင်လက်ရှိအချိန်တွေကခါမေနီကဘာပြောလဲဆိုတော့ American ဆိုရဟာတဲ့ Israel ကို ထောက်ခံနေတယ်ဆိုပါတယ်တဲ့အီဇွေးကိုထောက်ခံနေတွေ့တော့အမေရိကန်နဲ့အီရန်ကြားထဲမှာဘယ်တော့မှပြေလည်မှာမဟုတ်ဘူးဆိုပြီးပြောပါတယ်အီရန်မော်ထရန်ရဲ့သဘောထားကတော့အီရန်နဲ့ပတ်သက်ပြီးမိမိရဲ့ချင်းကပ်နီးဟာရှေ့လယ်ပိုင်းဒေသတည်ငြိမ်ရေးပေါ်ဗဟိုပြုကြောင်းထွန်းကားနိုဝင်ဘာလရက်နေ့မှာပြောပါတယ်အခြေခံအားဖြင့်အီရန်မှာနျူကလ িয়ার လက်နက်ထုံးနိုင်တဲ့အဆင့်ရှိနေပါတယ် ကျွန်တော်တအားဖြစ်စည်းဖြစ်လိုက်တယ်လို့ဆိုပါတယ်။အီရန်မှာလက်ရှိချင်းနျူကလ িয়ার လုံနိုင်စွမ်းမရှိတော့ကြောင်းအမေရိကန်သမ္မတကပြောပြီးအီရန်နေပိုင်နယ်ထဲမှာလှုပ်ဆောင်ခဲ့တဲ့စစ်စင်ရေးတွေအတွက်လည်းသူကအမေရိကန်ပိုင်လော့တွေကိုချီးကျူးပါလိမ့်။အီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုချုပ်ဟင်းခြင်းက RF Israel စစ်စင်ရေးပုံမှန်ပြန်ဖြစ်ဖို့အဓိကကြကြောင်းထရန့်ကပြောပြီးတော့အမေရိကန်ရဲ့တိုက်ခိုက်မှုကရှေ့နာဂတ်ကာလတနမန်ရေးအတွက်နေရာချန်ထားရင်းတီဟီရန်ကိုဟန့်တာဖို့အသေးချာဂရုတစိုက် ချိန်ညှိလှုံ့ဆော်ခဲ့ခြင်းဖြစ်ကြောင်းလေးပြပြောပါလိမ့်။ American အနေနဲ့ဇီယွန်ဝါရီဆိုးရွားကိုထောက်ခံမှုဖြတ်တောက်တာဒေတာတွေကလည်းသူတို့စစ်ချစ်တဲ့စခန်းတွေဖယ်ရှားတာနဲ့ဒေတာရေးကိစ္စတွေမှာဝင်ရောက်ဆက်ဖက်တာတွေကိုရပ်တန့်မှုလုံးလုံးလျားလျားလှုံ့ဆော်ပြီးမှသာအီရန်နဲ့ပူးပေါင်းဆောင်ရွက်ဖို့သူတို့ပန်ကြားချက်ကိုကျွန်တော်တို့စမ်းစစ်ပါမယ်လို့ခမင်နီကပြောပါလိမ့်။ အဓိကတော့အီရန်မှာနျူကလ িয়ার လုပ်နိုင်စွမ်းရှိမယ်ဆိုရင် ခမားအနေနဲ့ဘလို့သဘောတူညီချက်ပဲဖြစ်ဖြစ်ဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူးအခြေခံအားဖြင့်အီရန်မှာနျူကလ িয়ার လုပ်နိုင်စွမ်းရှိခဲ့တယ်ဒါကြောင့်ကျွန်တော်တို့ကဖြည့်ဆည်းပြစ်တာလို့ထွက်ငါပြောပါတယ်ရှေ့ပါဆက်ဖြစ်မလဲဆိုတော့နှစ်ဖက်လုံးကသူတို့ယတိသဘောထားအတိုင်းပဲအခိုင်အမာဆွဲကင်ထားပါတယ်အမေရိကန်အီရန်ကြားချက်ချင်းလက်ငင်ပူးပေါင်းဆောင်ဖို့လာလာကမှေးမိန်နေပါတယ် ဝါရှင်တန်ကတန်တမာရေးလမ်းကြောင်းတွေဆက်လက်ရှာဖွေနေပေမဲ့အမေရိကန်ဘူဟာရာပိုင်းဆိုင်ရာအဓိကအပြောင်းလဲအတွက်တီဟီရန်ရဲ့မရမကတောင်းဆိုနေခြင်းကပြဿနာဖြစ်စေပါတယ်။ဒေတာဆိုင်ရာဘူဟာရာနဲ့လော်ဂျိုင်းကိစ္စတွေနဲ့ပတ်သက်ပြီးအရှော်ပေးမှုမရှိရင်တော့အရှိလေဘက်မှတင်းမာမှုဟာဆက်ရှိနေပေါ်ရာရှိတယ်လို့စီးရေးလေလာသူတွေကပြောပါတယ်။